ရှန်ကုန်မြို့ရဲ့အမှိုက်သိန်းတဲ့စနစ်ဟာလုံလောက်အောင်ကောင်းမွန်တဲ့အခြေအနေမှာမရှိသေးပါဘူး။မိတ္တူကမိဖို့ကြောင့်လေအိမ်တွေစီကနေထွက်လာနေတဲ့အမှိုက်တွေကိုတိန်းဆက်ရမှာလဲစီပင်သားရဌာနတစ်ခုတည်းနဲ့နိုင်နိုင်နည်းနည်းမဖြစ်သေးပါဘူး။ဒါကြောင့်မိတ္တူကအမှိုက်တွေကိုနေအိမ်တွေစီကိုလာယူအမှိုက်ကန်တွေစီကိုသွားပစ်ပေးတဲ့အလုံနဲ့ဝင်ငွေရှာမိသားစုရက်တည်နေတဲ့မိသားစုတစ်စုအကြောင်းကိုသုတ်တရာကတင်ဆက်ထားပါတယ်ခင်ဗျာ။ နဲ့မိုးတောက်အာယုံရောက်တာနဲ့အသက်15နှစ်သားအရွယ်မောင်ခွတူနဲ့သူ့အမေတို့တောင်တကုံ20ရက်ွက်ထဲမှာရှိတဲ့စီပင်အောက်ခြေဝန်ထမ်းတွေနေတဲ့ဝန်ထမ်းကနေအမိုက်သိမ်းဖို့ထွက်လာမြဲပါတောင်လုံးရက်ွက်တွေထဲမှာရှိတဲ့အိမ်တွေစီကိုတအိမ်ပြီးတအိမ်တလန်းဝင်တလန်းထွက်နေအိမ်တိမ်ရာရောက်လှဲကလေးနဲ့အမိတ်သိမ်းပြီးအမိတ်ပစ်ပေးတဲ့အတွက် အမိုက်ပစ်ခတဒါသလောက်ရကြတယ်ကွာတယ်နေရပြမေယိုဘာလို့နေရပြမေပြင်ပြမယ်အဲ့ဒီအမိတ်တွေထဲမှာပါလာတဲ့ သူတို့ခေါ်ပလုံလို့ခေါ်တဲ့ plastic ဘူးတွေ၊ VR ဘူးတွေ၊ပလင်းတွေ၊ကြေးတွေ၊ဒဏ်တွေစတဲ့ရောင်းစားလို့ရတဲ့အရာတွေက သူတို့အတွက်ဆုလက်တွေပေါ့။မင်းမနေ့6နိုင်လောက်ထားတယ်။ဒီလိုသမင်းလေးပဲစားယူလက်တက်ထုတ်လက်တက်ထုတ်ပြီးတော့မိုက်တက်မိုက်တက်တွန်း 咱就这边来卖拉砖。 မေပူမရှောင်းငိုးရွာမရှောင်းမြစ်ပတ်နံစောနေတဲ့အမိုက်တွေနဲ့မောင်ကွားတို့တယောက်နဘန်းလုံးနေရပြီမယ်သူ့ရဲ့ကလေးတွေကတော့ကြောင်စိမ့်ကိုစီဝဲလို့ကြောင်တက်နေကြပြီပေါ့မောင်ကွားတို့ဟာ ငါးတန်းအောင်တဲ့အထိတောင်တကုံကကျောင်းတွေမှာတက်ခဲ့ဖူးသူပါ မပြေစုံမှုတွေခွဲခြားဆက်ဆံမှုတွေကသူ့ကိုစာတင်ခန်းနဲ့ဝေးရာကိုတွန်းပို့ခဲ့တယ်။နာဟောနာသူပူအောင်ဆိုးတဲ့တယ်။ခြေဘောင်းတောင်းတော့ကျက်ရောက်ပါလား။ဟိဟိ ီကြောင်းကတော့ဆေးဆေးမအစင်းတန်းကြီးခွဲအ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 ဲကောင်လေးလည်းမစောနဲ့အဲကောင်လေးကစင်းရဲဆိုရင်မစောနဲ့ဆမ်းမပြောအဲဒီမှာဝမ်းနေဝမေးရမအကြောင်းမတန်းနဲ့ကြောင်းထွက်လိုက်ကြောင်းပြောင်းမိမဆိုကြောင်းပြောင်းမိဟိုဘက်ကြောင်းကြောင်းဆေးမဆေးမမိုက်ကောက်တဲ့ကောင်မရဲ့တာတာနဲ့မပေါင်းနေတဲ့အဲ့လိုပြောတယ်နောက်အဲအဲအဲကောင်အဲမိုက်ကောက်တဲ့ကောင်မလေးရဲ့တာပမာလေးအဲတာတာရဲ့တရားချင်းနေရှင်အဲ့လိုပြောအဲ့တော့ဒါရှက်ပြီးတော့ကြောင်းမတက်တော့ anh ấy sẽ trông gì à mình đi rồi trông một tay chân một tay chân một thoát lại rồi rồi anh ấy thoát khỏi này. quá được ông đi bên lại ông đi ông lấy nếu thế làm là sao có làm vào tên anh lấy gì lại mà mai gì à Nhạc mà tôi သူเจ้าကိုတန်ရောစီမကုန်သေးပေမဲ့เจ้าဟာသူ့အတွက်ပြောစရာနေရာမဟုတ်ဘူးလို့လဲသူခံစားနေရတာပါ။မဲဆိုလိုက်ဆိုရင်မတော်ဘူး။เจ้าမဲတော့ကြာမလို့ရော။เจ้าတော့နေရပြန်တက်ချင်။စမ်းများလို့ရမို့။အเจ้าရောဟာเจ้าရောပြင်းသွားတယ်။လူလူကိုယ်လည်းပြင်းသွား။အဲလိုဘာမှမလုပ်ချင်တော့။အဲเจ้าเจ้าထဲကနေအပြင်းပဲထွက်ချင်တော့။เจ้าထဲမှာလည်းမနေချင်တော့။ ချားမှာကျတော့တငယ်ချင်းတွေနဲ့မပြောဘူးလားတငယ်ချင်းတွေအများကြီးပဲရှိတာမပြောဘူးလားတငယ်ချင်းကကျတော့တိတ်မရှိပါဘူးဆရာမတွေပြောမပေါင်းတဲ့လူတွေများပေါင်းတဲ့လူကနေ မောင်ကွားတို့ရဲ့အမေမကလေမကသူ့အသက်18နှစ်သမီးလောက်ကတည်းကအမိတ်ကောက်အမိတ်လဲတွန်းတဲ့အလုပ်ကိုလုပ်ကင်ခဲ့တာသူ့ရဲ့အမျိုးသားကတော့သား၃ယောက်နဲ့သူ့ကိုဆုံးခွာသွားခဲ့ပြီးနောက်အင်ယာတက်ထူထောင်သွားပါပြီသူနဲ့နေ့စဉ်ဒိုးဒူပောင်ပဲလိုက်ပြီးအမိတ်လဲတွန်းနေရတဲ့သူ့သားကိုပညာတတ်ဖြစ်စေချင်ခဲ့တာပေါ့သမီးစာမဖတ်တတ်လို့သမီးသားတို့ညပညာတတ်စေချင်တာပေါ့သူများလည်းခံမှကြောက်တယ်လေ အဲ့ကြောင့်သမီးရဆာမတက်တဲ့အတွက်သမီးသားသမီးတို့များလည်းနှိမ်မှဆိုလို့ထားပေးတယ်သူတို့ကိုနှိမ်အောင်မတက်ချင်လားသမီးပြောရရှင်ရှင်သူယောက်ျားလေးမေတို့ကယောက်ျားကိုယူရင်ယောက်ျားလို့ဆိုထိုင်စားမှာဒါတို့ကမိမယူရင်မိမကိုရှာချွေးရမှာဒါတို့ပညာတက်လို့ရှိရင်ဘယ်လိုပဲပြောပြောဒါတို့ဆယ်တန်းလောက်သွားတယ်ဆိုရင်အခုမေတို့တို့ပင်မလောက်မှဆိုင်ဘောပင်လေးချောင်းနဲ့ကန်ရင်တအားအကျိုးမြတ်ရှိတာပေါ့ပင်ပင်မတက်တာအခုလိုကြတော့တအားပင်မန်းတာပေါ့ ဘယ်လိုပဲပြောအခုနေမြေထဲမှာနေရတဲ့ဆိုင်နေဘူးလားဖတ်လို့ရတာမပင်မန်းလားသူရှင်းပြရလေနားလဲအောင်လဲပြောပြရင်သူကိုနှိုက်ကောင်ကစိတ်မပါတာတမိဘယ်လိုလုပ်ပေးမလဲသူသားသမီးတွေကိုဘလောက်ပဲပညာတတ် ဖြစ်စေခြင်းခဲ့ပြီမယ်စီးရင်မွဲ့တည်မှုကို သူမတွန်းလန်နိုင်တာကြောင့်လက်လျှော့လိုက်ရတာပါပဲဒီနော်တမချောင်းထားနိုင်တယ် အခုလက်တွေ့နဲ့ကားလာမှာအဆင်ရမပြေမိုးတွေကိုအဆင်မပြေဘူးဆင်မပြေတော့သူတို့တတိဖောက်ဖောက်ကိုမပေးနိုင်ဘူးသမီးခေါ်တဲ့ကလည်းမပြေလည်ဘူးနေလည်းမရှိဘူးလို့ဒီခက်ဒီခလေးတွေကလောက်ပိုင်းစားကြမှာလားအဲ့အကြီးကောင်တွေရေးတာအောင်ငါးတန်းနဲ့ဖောက်ပြီးတော့စီမင်ဖောက်လုပ်တယ်ဒီကောင်လဲဆိုလဲသိမထောက်ပတ်နိုင်ဘူးသူစပိုင်းလိုချင်တယ်ပြောတယ်သမီးတို့စပိုင်းမဝပေးနိုင်ဘူးစပိုင်းတစ်စီးကိုလေးတောင်းစုတယ်အဲ့ဒါအနေဆုံးသမီးတို့ကထောက်ပတ်နိုင်ဘူးမဟုတ်ဘူးကောင်းလဲရမှာမပိုင်သူပြောလက်ကချင်ပါဘူး ့50တရားနဲ့ဘယ်ခလေးရတတ်မှာအခုခေတ်မှာ50မုံမှာမရှိတာဆရာရဲ့အဲ့တော့သူ့ကိုသမီးကမပြေလည်တဲ့အတွက်သူ့ကိုသမီးမထောက်ပံ့နိုင်ဘူးသမီးကတော့သမီးနိုင်နိုင်ရှာစားနေတယ်သူ့ကိုထောက်ပံ့ဖို့ဆိုတော့ဝေးလာဘူးသူနေတူကမိုက်တွန်းလို့ရတဲ့ငွေဆိုတာကလည်းသူတို့မိသားစုစားဝတ်နေရေးအတွက်မလုံလောက်ပါဘူး။သူကျမ်းမာရေးမကောင်းလို့မိုက်မတွန်းနိုင်တဲ့ရက်တွေကယူထားတဲ့အကျွေးတွေကလည်းသူ့ကိုဖိစီးလို့နေပါတယ်။ ရတဲ့ကဒီနေ့ဆိုမရောက်ချင်6000ရတယ်။ကုန်ပြီလေ။အမ်းရှိတော့။3000ကဈေးဘိုးသွင်းလိုက်တယ်။မနေ့ပိုင်းရှာတဲ့ကဈေးဘိုးသွင်းတယ်။အခုနေ့ကရှာတဲ့ကအတိုးဘိုးပေးတယ်။နေသိမှုပေးတယ်သူရယ်။အနေသိမှုပေးရဆိုရှင်းလားလို့မျိုးမရှိဘူး။မတော်မှုကြီးရှိသေးတယ်။ဆက်သွားတော့အောင်။အဲ့တော့သမီးနောက်နေနားမယ်ဆိုရင်ဒါနဲ့နားမှာ။သမီးနားကြမရှိဘူးလေ။သမီးနားတဲ့အခါသမီးကစားကညင်းနေမနေဘူး။သမီးသားသမီးရဲ့ကစားကညင်းနေနေလို့ အဲ့ဒါကြောင့်နေမကောင်းလဲသွားတယ်နေကောင်းလဲသွားတယ်။ဘာဖြစ်လို့အဲ့လိုမျိုးသွားလဲ။တော်တော်ကြီးမထနိုင်မှမသွားတာ။သူများလူအပ်တည်ပြီးမှကြီးရမယ်လေ။သူသားသမီးတွေကိုပညာတတ်ဖြစ်စေခြင်းနဲ့မက်ကလမရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။သူသားငယ်ဆုံးလေးကိုကြောင်းထားထားပါဗျာ။မကြည့်ရဘူး။နားရေကြရမကြည့်ရဘူး။ ကိုယ်တိုင်တန်းပညာပြီးဆုံးပေမဲ့သူညီကိုပညာတတ်ဖြစ်စေခြင်းနဲ့မောင်ကွားတို့ကတော့သူညီကိုအမြဲကြောင်းလိုက်ပူနေကြပါသူညီလေးကိုတော့သူ့လိုအမိုက်လဲတွန်းတဲ့အလုပ်ကိုလှုပ်စေခြင်းနဲ့စေတနာသူ့မှာအပြည့်အဝရှိလို့နေတယ်။ဒါတော့ဗလား။တန်းကြီးတန်းကြီးတွေဒီလိုအမိုက်တွေကနန်းနန်းဆိုညီလေးညစ်ပတ် ုံမပြောစုတဲ့ခံရဲ့ကြောင့်တန်ကြီးတွေတမလို့ခိုင်းနေအဲ့ဒီတော့ကြည့်ရအောင်မလားတည့်တည့်လူဟာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အေးအောက်ကြောက်ကြောက်ဟုတ်တယ်ဟုတ်ပြီဟုတ်ပြီအားတော်လားငါးရဲ့ပါဟုတ်တယ်ငါးရဲ့သူတို့ခုနေ့လေနားချင်းရောက်ပြီစာသင်ခန်းနဲ့ဝေးနေတဲ့မောင်ကွတူတယောက်သူနဲ့ဘွားတူကလေးတွေနဲ့ပျော်ပျော်ပါပါဆော့ကစားလို့နေပြီဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့လေဟာသူတန်ရော့စင်မပြတ်သေးတဲ့စာသင်ခန်းစီ မောင်ခွတ်တို့တယောက်တစ်ခေါက်ပြန်ရောက်သွားပါဦးမလား ကျွန်တော်အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါဒီအစီအစဉ်ကနေပယ်ဒေတာအသီးသီးမှာပုံစံမျိုးမျိုးနဲ့ကျင်လည်နေကြတဲ့တကယ့်ဘဝတွေကိုတင်ဆက်ပေးနေတဲ့ခစ်ပြိုင်ကောက်ကြောင်းများအစီအစဉ်ပါဒီအစီအစဉ်ကိုဗိုလ်တူးနေနဲ့တနင်္ဂနွေနေ့မှာအသစ်ထုတ်လွှင့်ပြီးတော့တနင်္လာနေ့နဲ့စနေနေ့တွေမှာပြန်လည်ထုတ်လွှင့်ပါမယ်ကျွန်တော်တို့အစီအစဉ်ကို Facebook ပေါ်မှာပြန်ကြည့်ချင်တယ်ဆိုရင်တော့ခစ်ပြိုင်ကောက်ကြောင်းများ Facebook ကို like လုပ်ထားကြပါခင်ဗျအစီအစဉ်ကိုအားပေးနေကြတဲ့လူအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲဝင်သူပါ